ဣသရေလမှာလေကြောင်းရံကာကွယ်ရေးဒုံးလက်နက်တွေစေရမ12ရက်ကြာပဲကျန်တော့တယ်လို့သိရပါတယ်။တကယ်လို့ဒါနောက်ထပ်တပတ်ကျော်လောက်ဆက်ပြစ်မယ်ဆိုရင်ဣသရေလမှာအိုင်ယွန်ဒုံးစနစ်မှာအသုံးပြုတဲ့လေကြောင်းရံကာကွယ်ရေးလက်နက်တွေပြတ်သွားမှာပဲဖြစ်ပါလိမ့်။ဒါဆိုရင်ဣသရေလဟာအီရန်ဘက်ကပြစ်သည်များကိုခံရတော့ပဲနေထားဖြစ်လာပါလိမ့်။ အိုင်ယွန်ဒုံးမှာအသုံးပြုတဲ့ Aero Dongji ဒဇင်ရဲ့တန်ဖိုးဟာဒေါ်လာ3သန်းတန်ကြီးရှိပြီးတော့ကာကွယ်ရေးစစ်စင်ရေးတွေအတွက်ညစဉ်ဒေါ်လာသန်း300နီးပါးအထိသုံးနေရလို့ Israel အနေနဲ့အခုပုံစံတိုင်းဘလောက်ကြောင်ဆက်သွားနိုင်မလဲဆိုတဲ့ပေါ်စိုးရိမ်မှုတွေရှိနေပါလေတကယ်လို့ဒါ Israel ကအဲ့ဒီဒုံးလက်နက်တွေပြက်လက်သွားမယ်ဆိုရင် Iran ပြစ်တာကိုလည်းခံရနိုင်တယ်လို့ ဟာမတ်စ်နဲ့ဟစ်ဘူလာအဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုလည်းပေါင်းပြီးခံရနိုင်ဖို့ရှိပါလေ။အစ္စရေးဟာအီရန်ရဲ့စစ်ဘက်အခြေခံအဆောက်အအုံနဲ့ပတ်သက်ပြီးအောင်မြင်မှုကြီးကြီးမားမားရနေပါလေလို့ပြောဆိုပေမဲ့လည်းသူကိုယ်တိုင်တာဝေးပစ်ဒုံးကြီးတွေကိုကြားဖြတ်ဟန်တာနိုင်တဲ့ဒုံးခွင်းဒုံးအရေးတတော်အများကြီးညော်နေလာပါလေ။ဒါကြောင့်အစ္စရေးကောက်ဝဲစနစ်တွေရဲ့ရေရှည်တည်တက်မှုအပေါ်စိုးရိမ်မှုတွေရှိလာတယ်လို့မဟာမိတ်ထောက်လှမ်းရေးအစီရင်ခံစာတွေကပြောပါလေ။ အစ္စရေးနဲ့အီရန်ကြားဒုံးကြီးတွေနဲ့အပြန်အလှန်မနာမနေပြစ်ခတ်နေစဉ်အဲ့ဒီသတင်းထွက်ပေါ်လာတာပါအစ္စရေးဟာဇွန်7ရက်နေ့မှာ Rising Lion စစ်စင်ရေးကို စတင်ခဲ့ခြင်းကစပြီးအီရန်တပ်ဖွဲ့တွေကအစ္စရေးပိုင်နယ်ကိုရောက်နိုင်တဲ့ဒုံးကြီး2000နမပယ်ထိန်ဒုံးကြီး400နဲ့ပြစ်ခတ်တိုက်ခိုက်ပါလိမ့်အမြင့်ပြန်ဒုံးကြီးတွေကိုကြားဖြတ်ဟန်တာဖို့ဒီဇိုင်းထုတ်ထားတဲ့ Israel ရဲ့ Aero ဒုံးကြီးကောက်ွယ်ရေးစနစ်ဟာ Iran ကပစ်လိုက်တဲ့ဒုံးကြီးများစုကိုကြားဖြတ်ပစ်ချနိုင်ခဲ့တဲ့ဆိုတော့ညာလည်းပဲဖိအားတွေနဲ့ကြုံတွေ့နေရပါတယ်။ အီရန်ရဲ့ဒုံးပစ်စင်သုံးပုံတစ်ပုံကိုဖျက်ဆီးပစ်နိုင်ခဲ့ပြီးအီရန်ဝေဟင်မှာအသာစီးရနေတယ်လို့တဲလီဗီယံမှာတာဝန်ရှိသူတွေက Wall Street Journal ကိုပြောပါလေ။ဒါပေမဲ့အီရန်မှာဒုံးကျည်လက်ကျန်ထောက်ဝက်ကျော်ရှိနေသည်ပြီးမြေအောက်မှာလည်းဖွက်ထားတဲ့ဒုံးကျည်မြောက်များရှိနေတာကြောင့် Israel တော့မလွယ်ကျော်ပဲဖြစ်ပါလေ။ Israel ဟာ Iron Dome, Davis Lane, Arrow နဲ့ American ကပံ့ပိုးထားတဲ့ Patriot နဲ့ Thunder တွေပါဝင်ဒုံးကျည်ကောက်ကွယ်စနစ်အများအပြားကိုသုံးနေတာကြောင့်ကုန်ကျစရိတ်နဲ့ပတ်သက်ပြီးတော်တော်လေးကိုမြင့်တက်နေပါလေ။ ဒီဒုံးကျင်ကောက်ွယ်ရေးအတွက်ညစဉ်ဒေါ်လာတန်း300နီးပါးကုန်ကျနေရတယ်လို့အစ်ဇွေးဘန်နိုင်ဆိုင်ရာနေ့စဉ်သတင်းစာကခန့်မှန်းထားပါတယ်။အဲရိုဒုံးကျင်ကောက်ွယ်ရေးစနစ်တစ်ခုထဲတောင်မှတစ်ခုကိုဒေါ်လာ300တန်တဲ့ဒုံးခွင်းလုံးတွေကိုပြစ်လွတ်နေရပါတယ်။အီရန်ကဒုံးကျည်တင်တဲ့နေစဉ်ဒီပါပြစ်ခတ်နေတဲ့အတွက်အစ္စရေးလက်ချောင်းရံကောက်ွယ်ရေးဒုံးကျည်လက်ကျန်ရေးအတွက်ဟာအလွန်ယောနယ်လာပါလိမ့်။အီရန်ဟာခုနှုံထားတိုင်းတိုက်ခိုက်မှုကိုဆက်လုပ်နေပြီးအမေရိကန်ကအစ္စရေးအတွက်ဒုံးကျည်တွေအလင်းအမြန်ပြက်လက်ဖြည့်တင်ပေးခြင်းဒါမှမဟုတ် တိုက်ရိုက်ကြားဖြတ်ဝင်ရောက်ဆွတ်ဖက်လာခြင်းမရှိပါကအစ္စရေးအနေနဲ့ဒုံးကျည်တွေကိုနောက်ထပ်၁၀ရက်မှ၁၂ရက်ကြာသာကာကွယ်နိုင်တော့မယ်လို့အမေရိကန်နဲ့အစ္စရေးထောက်လှမ်းရေးတွေနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေကဆိုပါလေဒုံးကျည်ကာကွယ်စနစ်ကတော်တော်လေးဝင်ပြနေတယ်ဘယ်ဒုံးကျည်တွေကိုကြားဖြတ်ဟန်တာမလဲသိမှုကြခင်ရွေးချယ်လာရနိုင်တယ်လို့ဆိုပါလေဖီအားတွေကြုံနေရတဲ့လက္ခဏာတွေလည်းစတင်ပြသနေပါလေ အီရန်ဒုံးကြီးတွေဟာဇော်စကွဲညမှာအစ္စရေးရဲ့ကာဂိုစနစ်တွေကိုဖျက်ချော်ပြီးတော့တယ်လီဗီမြို့မှာရှိတဲ့အစ္စရေးစစ်ရုံးချုပ်အနေနဲ့အကြောက်ထိမှန်ခဲ့ပါတယ်။ ဇွန်19မှာဒုံးကျည်ဒီစင်တိုက်ရိုက်ထိမှန်ခဲ့တဲ့အတွက်ဟိုက်ဖာမြို့နီမှာရှိတဲ့တိကရေနံကျက်စုံကြီးရင်ဆိုင်သွားပါလေ။ဒါအပြင်ဇွန်19ရက်နေ့ပိုင်းမှာလည်းတဲလ်ဘစ်မြောက်ပိုင်းမှာရှိတဲ့အစ္စရေးထောက်လှမ်းရုံငွေနီအီရန်ဒုံးကျည်အများအပြားကြားရောက်ခဲ့တယ်လို့သိရပါလေ။ပြည်ပကလည်းစတင်ချိန်ကစပြီးလူ24ဦးသေဆုံးခဲ့တာ600ကျော်ဒဏ်ရာရခဲ့ကြောင်းအစ္စရေးဆိုရကသတိပြုထားပါလေ။အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ရဲ့စစ်ချေစခန်းတွေလောင်းစားစီဆိုင်ရာအခြေခံအဆောက်အအုံတွေနျူကလ িয়ার နဲ့ဆက်နွယ်တဲ့နေရာတွေကို များစွာထိခိုက်ပျက်စီးစေပါတယ်။ဒါပေမဲ့အစ္စရေးအနေနဲ့ခေတ်မီဆုံးတန်ဖိုးကြီးဒုံးကြီးကာကွယ်စနစ်တွေကိုလျော့ပါးစေခြင်းမရှိဘဲမိမိရဲ့ဝေဟင်စနစ်ကိုတော့မှကာကွယ်နိုင်တော့မလားဆိုတာမေးခွန်းထုတ်ဖွယ်ရှိနေပါတယ်။ဒါကြောင့်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုတားဆီးဖို့ဆိုရင်တော့အမေရိကန်ကအစ္စရေးဘက်ကနေဝင်ရောက်ကူညီပေးရမှာပဲဖြစ်ပါတယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖြိုဖျက်ဖို့စတဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပြီးစစ်ပွဲဖြစ်နေတာတစ်ပတ်လောက်ကြာလာပြီ ။ဒါပေမဲ့အစ္စရေးကအီရန်ရဲ့ NATO's နျူကလီးယားသန့်စင်ရေးစေယုံကိုတော့ဖြိုချနိုင်ပြီး Fordo စေယုံကိုမဖြိုချနိုင်ပါဘူး။ Fordo ဆိုတဲ့စေယုံဟာအီရန်ရဲ့မြေအောက်ယူရေးနီယံသန့်စင်ရေးစေယုံမှာတောင်ကြီးကျွလုံးရဲ့အောက်ထိတ်ကနေပေ260ကနေပေ300လောက်အနက်မှာအခိုင်အမာတည်ဆောက်ထားတာပါ။ဒါကြောင့်အစ္စရေးလက်ရှိဘန်ဂါဖောက်ပုံးနေလုံးဝဖောက်ခွဲလို့မရပါဘူး။တောင်ကြီးခန့်နေတဲ့အတွက်ကြောင့်အကောင်းပကတိကျန်နေပါလေ။ 2023မလမှာကုလသမဂ္ဂအရင်အေးအေးဒီပေးကြရာဖောရမ်ရေနီယံကို83.9ခန့်ရကန်တုန်းထိတန့်စင်ထားတာတွေ့ရတယ်ဆိုပါတယ်။ဒါကြောင့်နျူကလ িয়ার လက်နက်လုပ်ဖို့လိုအပ်တဲ့60ရာခိုင်နှုန်းကိုမီဖို့နီးကပ်နေပြီဖြစ်ပါတယ်။အစ္စရေးကအီရန်နျူကလ িয়ার လက်နက်သာပိုင်ခဲ့ရင်သူတို့မလွယ်ဘူးဆိုတာသိလို့ဒီစီစဉ်ကိုဖြိုဖျက်ဖို့တေချာပလန်ဆွဲပြီးတိုက်ခတ်ခဲ့တာပါ။ တကယ်တမ်းပြောရရင်အီရန်ဟာကုလသမဂ္ဂရဲ့ IAEA ကိုသူတို့ဖော်လို့မှစိတ်ယုံဆောင်နေမှန်း2009ခုနှစ်မှာအတည်ပြုတာဖြစ်ပြီးအနောက်နိုင်ငံရဲ့ထောက်လှမ်းရေးကိုရက်ကအရင်ထောက်လှမ်းသိရှိလို့သာတည်ပြုခဲ့တာပါအဲ့ဒီတော့အမေရိကန်သမ္မတအိုဘားမားကဖော်လို့ဟာအနေရရှိတဲ့စောင့်ကြည့်ရတဲ့နေရာဖြစ်ကြောင်းပြောခဲ့ပါတယ်အစ္စရေးကဖော်လို့ကိုမဖြတ်စည်းနိုင်တာကမြောက်ဘက်ကအနက်ပေ300လောက်ကိုထွင်ပြီးပေါက်ခွဲနိုင်တဲ့လက်နက်စနစ်အစ္စရေးမှာမရှိပါဘူး ဖော်ရိုယူနီယံတန်စီအစင်းကိုဖျက်ဆီးနိုင်တဲ့လက်နက်ဆိုလို့အမေရိကန်ရဲ့ GBU 57ဘန်ကာခွဲတဲ့ဘုံမတင်နိုင်ပါလေ GBU 57ဘန်ကာခွဲဘုံကြီးကိုတင်ဆောင်ပစ်ချနိုင်တာကအမေရိကန်ရဲ့ကိုပြောက် B2 Spirit ဘုံကျဲလေယာဉ်ကြီးတွေပဲရှိပါတယ် B2 ဒီဇင်းမှာတလုံးကို73.6တန်လေးရှိတဲ့ GBU 57ဘန်ကာခွဲဘုံနှလုံးတင်ဆောင်နိုင်ပါလေ GBU 57ဘန်ကာခွဲဘုံကိုစစ်ပွဲမှာတစ်ခါမှထုတ်မသုံးသေးပါဘူး အဲ့ဒီဘုံကိုတုံးလိုက်ရင်အဲ့ဒီနေရာဝင်ကျင်ဆယ်မိုင်ပတ်လည်လောက်ငလီကြီးစားတစ်ခုလှုပ်ခတ်သွားသလိုတော့ကြုံရပါလိမ့်မယ်။လေကျင့်စမ်းသပ်မှုတွေကိုတော့2014ကနေ2019ကြားထိလှုပ်ခဲ့ပါလေ။2019မှာဘီတူးလေရင်ကစမ်းသပ်ဘုံချမှုလေးကျင့်တော့လှုပ်ခဲ့ပါလေ။အမေရိကန်ကသူတို့ဘုံမချပဲအစ္စရေးကိုပေးပြီး4ဒုပေါ်မှာဘုံချမယ်ဆိုရင် အစ္စရေးက C130 ဟာ ဟာဂျူလီတေပို့ဆောင်ရေးစစ်လေရင်ကြီးကိုတုံးရပါမယ်။ C130 ဟာတေယူပို့ဆောင်ရေးလေရင်သားဖြစ်ပြီးပြစ်ဘက်ကိုတိတိကျကျထိအောင်ပြစ်ချနေလေရင်မျိုးလည်းမဟုတ်ပါဘူး။အဲ့ဒီဘုံတော့ရပါလေနဲ့ပြစ်တဲ့နေရာတလွဲကြီးဆိုရင်လည်းဒါဟာအလဟတဖြစ်သွားပါလိမ့်မယ်။တကယ်လို့ American က B2 နဲ့ GBU 57ဘန်ကာခွဲဘုံကိုချခဲ့မယ်ဆိုရင်တော့တလုံးနဲ့နဲ့ Forro တောင်အောင်ကယူနီယံတပ်စင်အစိုးရပျက်စီးဖို့ဟာလုံးဝမသေးကြပါဘူး။အကြိမ်ကြိမ်ဘုံထက်ချရပါလိမ့်မယ်။ ။အီရန်အနေနဲ့သူတို့အတွက်အလွန်ရေးပါတဲ့ဖောလိုလိုနေရာမျိုးကိုလေကြောင်းရဲ့ကာကွယ်စနစ်တွေထပ်ထပ်ချတာပါလေ။အီရန်အနေနဲ့မြေပြင်မှာဝင်ဟင်ပြတာဝေးအနေနဲ့ရုရှားရဲ့ S300 PMU2 ဒုံးကြီးတွေရှိပါလေ။တာလပြစ်အနေနဲ့ Carter 15ရှိပြီးတော့အနီးပြစ်အနေနဲ့ရုရှားရဲ့ TOR အမွမ်းဒုံးကြီးတွေရှိပါလေ။အီရန်အနေနဲ့အမေရိကန်ရဲ့ B2 ကိုပြောက်လေယာဉ်ကိုပြစ်မချနိုင်တော့မှလေယာဉ်ပေါ်ကပြစ်ချလိုက်တဲ့ GBU-57 ဗန်ဂါခွဲပုံးကိုဂျာကနေဖြတ်ပြီးပြစ်ချကောင်းပြစ်ချနိုင်ပါလေ ဒီ DOR အမွဲဟာရုရှား Ukraine စစ်ပွဲမှာနေရာတိကျမှန်အောင်ပြစ်ခတ်နိုင်တဲ့လက်နက်ထိပ်ကူးတွေကိုဂျာကနေဖြတ်ပြီးပြစ်ချနိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့် Israel အနေနဲ့ Iran ရဲ့ nuclear လက်နက်အစီအစဉ်ကိုပြီးတိုင်ချေမှုဖို့ဆိုရင်သူတို့မှရှိတဲ့လက်နက်နဲ့လုံးဝမရပါဘူး။ American ကုကယ်မှရမယ့်ခြေနေဖြစ်ပါလေ။တကယ်တမ်းပြောရရင်ကျွန်တော်တို့ကဘာမှမသိရပဲ American သမ္မတရွေးကောက်ပွဲတုန်းကစိတ်လှုပ်ရှားနေတာဖြစ်ပြီး Donald Trump နဲ့ Israel ခေါင်းဆောင်ချုပ်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာခံပဲကျင်းသိနိုင်မှာကိုမဖြစ်ဖြစ်အောင်လုပ်သွားတာလည်းဖြစ်နိုင်ပါလေ2024ဇူလိုင်မှာနေတာညာဟုဟာအမေရိကန်ကိုသွားပြီးထန်းတဲ့မာလာ90ကြီးမှာသွားရောက်ဆွေးနွေးတာမှာအဲ့ဒီကိစ္စတွေအများကြီးပါပါလေအစ္စရေးအတွက်ခရက်နိုင်ကိုနိုင်မှဖြစ်မှာဖြစ်ပြီးတော့ခရက်နိုင်မှာနေတာညာဟုအရင်နဲ့အရေးကြီးကိစ္စတွေကိုလုပ်နိုင်မှာဖြစ်ပါလေတကယ်လို့အီရန်သားရေနီယာတပ်စင်ရအောင်မြင်ပြီးနျူကလီးယားလက်နက်ပိုင်သွားရင်အစ္စရေးဟာ ပြောက်ွယ်တော့ပြောက်ွယ်သွားနိုင်ပါလေနျူကလ িয়ার စစ်အနေနဲ့ရှိနေတာမျိုးအစ္စရေးဟာဒီဖော်ရိုရီနီယာတပ်စင်စေယုံကိုမရမကဖျက်ဆီးမှပေးကြပါလေအစ္စရေးအနေနဲ့အီရန်နျူကလ িয়ার အိမ်မက်ကိုပြီးတိုင်ချိုးဖျက်ဖို့ဆိုရင်စီးရေးတစ်ခုဒီသာမကဘဲနိုင်ငံရေးဒီပါတုံးမရပါမယ်အီရန်ရဲ့စေယုံတွေကိုဖျက်လဲအီရန်ကအနည်းနဲ့အမြန်ပြန်ဆောင်မှာပါဒါကြောင့်အစ္စရေးကအီရန်နျူကလ িয়ার ပညာရှင်တွေကိုလက်ဦးမှုယူပြီးလိုက်လံတုတ်တင်နေတာဖြစ်ပါလေ ဒါအပြင်ခေါင်းဆောင်ကာမီနီရဲ့စစ်ပဆိုင်ရာရေးပသူတွေကရှင်းလင်းလိုက်တဲ့အတွက်လောလောဆယ်မှာကာမီနီရဲ့လယုံတွေပြုတ်သွားပြီဖြစ်ပါလိမ့်။အီရန်ကအသိခံလိုက်တဲ့ကာကြုတ်တစ်တောင်မှာအစ္စရေးကရှင်းပစ်လိုက်ပါလိမ့်။လက်ရှိမှာအီရန်အနေနဲ့ခြေလက်တွေရိုက်ချိုးခံထားတဲ့အခြေအနေဖြစ်ပေမဲ့အစ္စရေးဘက်ကအီရန်ရဲ့ Fordo Pema Rania တန့်စီရဲ့ဆဲကိုအပြီးမဖြတ်စီနိုင်တဲ့အခြေအနေလည်းရှိပါလိမ့်။အမေရိကန်ကတကယ်ကူမလား။ဂျန်နဲ့အာရနိုင်ငံတွေရောလက်ပတ်ကြည့်ပါလား။ဒါဟာစောင့်ကြည့်ရမှာဖြစ်ပါလိမ့်။ တကယ်တမ်းပြောရရင်အီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်သွားမှာကိုအစ္စရေးအမေရိကန်တို့တောင်မှကစွန်နီအာရဗ်နိုင်ငံတွေကလည်းမလိုလားသလိုတရုတ်နဲ့ရုရှားကလည်းတိတ်မလိုလားပါဘူးတရုတ်ပြည်တွင်းအီရန်ဟာအလွန်ရေးကြီးတဲ့ပါတနာဖြစ်ပြီးခါမေနီဆိုရတာပြုတ်ကြရင်တရုတ်အတွက်စီးပွားရေးထိသွားနိုင်ပါလေပြီးခဲ့တဲ့ဘက်ကအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ကြတဲ့ကတရုတ်ပြည်ကအီရန်ကိုအရေးပေါ်ဘာလက်နက်တွေပို့ပေးခဲ့တယ်လဲအမေရိကန်ကအစ္စရေးကိုကူညီပြီးဖောရိုကိုဘယ်တော့မှ GBU 57ဘန်ကာခွဲပုံးနဲ့ဝင်တိုက်မလဲဆိုတာတော်တော်စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စပါ။ Trend ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားနေတယ်လို့ဆိုပါတယ်။ Iran နဲ့ဆွေးနွေးဖို့ဆိုတာကအတော်နောက်ကျသွားပြီးအခြေအနေကလွန်ခဲ့တဲ့တစ်ပတ်နဲ့အတော်ကြီးကွာသွားပြီလို့ Trend ကဆိုပါတယ်။ Iran ကောင်းဆောင်ကြီး Radola Ali Khamenei ကတော့ American သမ္မတ Trend ရဲ့ခြိမ်းခြောက်မှုတွေကိုလုံးဝထိတ်လန့်ခြင်းမရှိဘူးလို့ဆိုပါတယ်။ကျွန်တော် American သမ္မတ Trump ရဲ့ချင်းချောက်ပြောစကားတွေကိုထိတ်လန့်ခြင်းမရှိပါဘူးလို့ Khamenei က UN ဆွေးနွေးတဲ့တင်တွေကိုပြောပါတယ် အီရန်နျူကလ িয়ার စီစဉ်ဒုံးကျည်စီစဉ်နဲ့ပတ်သက်ပြီးထွင်းချက်မရှိလက်နက်ချအညံ့ခံမှုအမေရိကန်သမ္မတကချင်းချောက်ခဲ့ကြောင်းကမ္ဘာနီကဆိုပါတယ်။အီရန်လူမျိုးတွေရဲ့စိတ်ဓာတ်ဟာလက်နက်ချတဲ့လူမျိုးမဟုတ်လို့ဘယ်တော့ခါမှအညံ့ခံမဲ့လူမျိုးမဟုတ်ဘူးလို့ကမ္ဘာနီကဆိုပါတယ်။လက်ရှိပြည်ပကတွေကိုစီးရဲရဝင်လာမယ်ဆိုရင်အမေရိကန်ရဲ့ဆိုရှယ်နက်နာမှုဟာအဖက်ဆယ်လို့တော့မရအောင်ဖြစ်သွားနိုင်တယ်လို့ကမ္ဘာနီကချင်းချောက်ပြောဆိုထားပါတယ်။